ရက်ဖို့ရဲ့ဘာစီလိုနာအိမ်မက်တီတကယ်ပဲအထမြောက်တော့မလားအားလုံးပဲမြင်လာပါခင်ဗျာမန်ချက်စတာဖော်ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မာကာရက်ဖို့တယောက်ကတော့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကစားဖို့ရေလာမြောင်းပေးတဲ့အဆင့်ထက်ကိုကြော်လွန်နေပါပြီစပိန်ကလပ်အတွက်ကစားပေးခြင်းကြောင့်ဗဇက်ကထုံမပြောင်းရုံတမယ်ပြသထားခဲ့တာပါမကြာခင်ကလည်းအင်တာဗျူးတစ်ခုမှာရက်ဖို့ကဘာစီလိုနာခြေဝင့်ရာမယ်နဲ့တွဲဖက်ကစားခြင်းကြောင့်ဖွင့်ရထားပြီးတော့ဘာရင်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ဖို့ပြောဆိုထားခဲ့ပါသေးတယ်လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရတော့ဘာစီလိုနာအသင်းဟာတိုက်စစ်အင်အားကိုဖြည့်တင်းဖို့ အတလက်တစ်အသင်းရဲ့စပိန်တောင်ပိုင်းကစားသမားနီကိုဝီလျံကိုခေါ်ယူဖို့လှုံ့ဆော်နေပါတယ်။ဘိုင်ဆောင်အသင်းဟာနီကိုဝီလျံကိုခေါ်ယူပြီးနောက်မှာရက်ဖို့ကိုအငားနဲ့ခေါ်ယူခြင်းနဲ့သေးတယ်လို့သတင်းတွေကဖော်ပြထားခဲ့တာပါ။ရက်ဖို့ကလည်းဘိုင်ဆောင်အသင်းမှာပဲတွားရောက်ကစားခြင်းကြောင့်ရှင်းလင်းလင်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။နေပြဟန်စီဖလင်ရဲ့အတိုင်းဆက်အစုအဖွဲ့မှာရက်ဖို့ကပါဝင်ကစားခြင်းနေတာပါ။တစ်ပတ်ကပြန်ချင်းရင်လည်းအမ်ဘော်ရီနဲ့အဆင်ပြေဖြစ်နေခဲ့တဲ့ရက်ဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းမှာနေရာမရှိတော့ပါဘူး။အသင်းဘက်ကအင်္ဂလန်သားအတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း၄၀သတ်မှတ်ထားတာပါ။ ဘာစလောအသင်းကတော့ဘန်နာယီပြဿနာရှိနေလို့ရက်ဖို့ကိုအငားနဲ့ပဲကမ်းလှမ်းလာဖို့များနေတာပါကစားမဖြစ်သူကတော့ဘာစလောအသင်းမှာကစားချင်တဲ့အိမ်မက်ရှိနေတာကြောင့်အပိသက်ပဲဖြစ်ဖြစ်အငားနဲ့ပဲဖြစ်ဖြစ်ပြောင်းရွှေ့ကစားဖို့အသင်းရှိနေပါတယ်အချိန်နဲ့အရရက်ကတော့ရက်ဖို့တယောက်ပြောင်းရွှေ့ရသည့်အပိမှာဘာစလောအသင်းမှာပဲအမြင်တွေ့သွားရနိုင်ပါတယ်ရက်ဖို့ရဲ့ဘာကအိမ်မက်တင်လို့ပဲပြောရမလားကက်တလန်အိမ်မက်တင်လို့ပဲပြောရမလားတဖြည်းဖြည်းနဲ့နှိမ့်ဆက်လာနေပါပြီ ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရှေ့သတင်းတွေစေဝင်စားပွဲအားကြားတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ